ကဲအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ North Tiger Channel နဲ့ဖတ်ပြန်လေးကိုကျေးဇူးလိုက်ပါတယ်ကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်းအားပေးကြည့်ရှုပေးအရောက်တိုင်းလည်းအထူးပဲကြည့်လို့တင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ကိုစီကိုပိုလီတို့ရဲ့ reaction တွေဖြစ်တယ်အတူတကွာကြည့်ရှုကြားရအောင်ဒီမန္တလေးမြို့ရဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်အခမ်းအနားကိုမအားလာတက်တယ်ပေါ့ဗျာနော်တက်တဲ့အချိန်မှာကျွန်တော်တို့တရင်တွေလည်းအားလုံးဖတ်ရမယ်ထင်ပါတယ် ျွန်တော်တို့လူတွေကိုမနေ့6နာရီထိုးတဲ့ကစုတယ်။တော့အဲဟို9နာရီထိုးတဲ့လူတွေစုတယ်။6နာရီထိုးကိုအဲဒီခမ်းမထဲမှာသူပွဲလို့မဲ့ခမ်းမထဲမှာစုရတာပေါ့နော်။အော်ထုတ်မဆောင်အောင်ထီးမဆောင်အောင်ဦးတဲ့ဖုန်းတွေလည်းမယူပါဘူးတဲ့ကားတွေဆိုင်ကယ်တွေဆိုလဲကျွန်တော်ဝီးမှာထားခဲ့ရတယ်တဲ့နောက်ပြီးတော့ဂျန်ဘာကားတွေကလည်းတောက်လျှောက်ကိုပတ်ပြီးတော့မောင်းနေတယ်ဆိုလိုချင်တာဗျာ ကျွန်တော်တွေတကယ်ပြည်သူချစ်တဲ့သူราဆိုရင်ဒီလိုမျိုးတွေလုံမလားဟမ်ဒီလိုမျိုးတွေလုံမလားသူ့ကိုယ်သူယုံကြည်မှုရှိအဲ့ဒါကြောင့်ကျွန်တော်မင်းအောင်လိုင်ကိုစိန်ခေါ်တာပေါ့သူတိုင်းပြည်နဲ့ပြည်သူလူတို့စေတနာထားတယ်မေတ္တာထားတယ်ဆိုတာသူ့ပဇက်ကထွက်လာတဲ့ပေါက်ပန်း40စကားတွေပဲဖြစ်တယ်เนาะသူราပြည်သူလူတို့ကိုတမ်းပြီကိုစေတနာမေတ္တာတွေတကယ်ထားမယ်ဆိုရင်ပြည်သူကလည်းသူ့ကိုမေတ္တာထားမှာပေါ့ သူ့စေတနာရှိမှာပေါ့တောက်လိုင်းကိုကျွန်ုပ်ပြည်သူတွေကဘလောက်ပဲမုံမုံမင်းအောင်လိုက်တာပြည်သူတွေကိုမေတ္တာထားကြည့်လိုက်เนาะမေတ္တာလေးထားကြည့်လိုက်မေတ္တာလေးပေးကြည့်လိုက်ပြည်သူလူထုတို့မေတ္တာပြန်ထားလာလိုက်เนาะအခုဟာကပြည်သူလူထုကမေတ္တာမရှိတဲ့အတွက်ပြည်သူလူထုကလည်းသူ့ကိုမေတ္တာမရှိဘူးဒီပွဲကိုကျွန်တော်မတက်ချင်တဲ့လူတွေလည်းအများကြီးရှိတယ်။ဘာလို့လဲဆိုတော့ဒီလူသက်သမားနဲ့တမိုးအောက်ထဲမှာအတူမနေခြင်းလို့ဆိုတဲ့ ကျွန်တော်တို့စကားသံတွေလည်းကျွန်တော်တို့ပြန်လဲကြားသိရတယ်ပေါ့ဗျာနော်အဲဒီနေ့မှာဆိုလဲကျွန်တော်တို့ဒီ11 9စစ်ဌာနချုပ်ကိုဒီကောင်ရောက်တဲ့ချိန်မှာ short tight တုံးနဲ့ပြစ်ခက်တိုက်ခိုက်လိုက်တယ်အဲသူတက်တဲ့ဒီခမ်းမတဲ့ကိုဘာလို့မလုပ်လဲဆိုတော့အဲကျွန်တော်တို့ပြည်သူလူထုတွေထိမှဆိုလို့အပြစ်မဲ့တဲ့ပြည်သူလူထုတွေကိုထိမှဆိုလို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကအဲသူတက်ရောက်တဲ့ခမ်းမတယ်တော့ပြည်သူလူထုနဲ့တွေ့ဆုံတဲ့အချိန်မှာတော့သူတို့မလုပ်ဘူးပေါ့ပြည်သူလူထုကိုထိမှဆိုလို့ ဲ့တော့ကျွန်တော်ဒီတော်လန်ရေးရဲဘော်တွေကပြည်သူလူထုကိုတကယ်စေတနာထားတယ်ပြည်သူလူထုရဲ့အသက်အန္တရာယ်စိုးရိမ်ပူပန်တယ်ဗောဗျာနော်ပြည်သူလူထုကိုမစိုးရိမ်မပူပန်တာကမအားလာပါပဲဒီကောင်တွေအကြမ်းဖက်စစ်တပ်ပဲဘာလို့လဲဆိုရင်ဒီကောင်တွေဒီခဏခဏအဲ့ဒီလူနေအိမ်တွေကိုဘုံကျဲတယ်နော်အဲတော်တော်လေးကိုဆိုးဆိုးရွားလှုပ်တဲ့ဟာတွေကအားလုံးသိပြီးသားအေးနောက်တစ်ခုကတော့ကျွန်တော်တို့ တကယ်ကျွန်တော်လူမျိုးကျဲအံ့ဩဖို့ကောင်းတယ်ဆိုရင်ကျွန်တော်ခဏခဏလည်းပြောတယ်နော်တကယ်တကယ်ကိုကျွန်တော်အံ့ဩတာကျွန်တော်ခဏခဏအမြဲတမ်းပြောတယ်ဘိုက်ကောက်လုတ်ပါဘိုက်ကောက်လုတ်ပါဆိုတာကိုခမရတို့တွေကဘလို့လဲဆိုတော့အမတ်သေးခြင်းမရှိတာပေါ့နော်အမတ်သေးခြင်းမရှိတာလို့ပြောရမယ်နော်ကျွန်တော်ဒီအောင်လမနေ့ကထိုင်းမှာသူ့ရဲ့နောက်ဆုံးပွဲထိုးတယ် အာရာဟုကလည်းလေးယူပြီးပါလဲပါလောအော်ဆိုအုံးကြွကြွအုံးကြွကြွနဲ့အဲ့ဒီအုံးကြွကြွလုတ်တဲ့အထဲမှာခမရတို့တစ်ချိန်လုံးကဒီလေးယူကြီးကနေပြည်တော်မှာသူတချင်းဆိုတော့ကဒီ ABC ကိုသူနားမလည်ဘူးလေဟမ်အဲ့တော့တော့ခမရတို့ဆဲလိုက်ကြတာမိုးမှုန်နေတာပဲမိုးမှုန်နေတာပဲအာဒီလူပါဖြစ်တဲ့ညာဖြစ်တဲ့နဲ့ခါတဲ့ เนาะအကုန်လုံးမိုးမွန်ဆဲကြတယ်ဒီနေ့ဒီလေးမြူလာကျွန်မကိုလေးကိုလေးဆိုပြီးអော်တဲ့ဒူဒီတော်မှကျွန်တော်ထင်တော့မပါဘူးလို့ထင်ပါတယ်เนาะမပါဘူးလို့ပဲကျွန်တော်ထင်ပါတယ်ပေါ့နော်မပါပါစီနဲ့လို့ပဲစူတောင်းပါတယ်ပေါ့တကယ်လို့ပါသွားခဲ့ရင်လေအော်ငါတို့သူ့ဝိုက်ကောက်လုတ်ထားပါလားတချင်ကငါတို့ဒီလိုပြောခဲ့ပါလားဆိုတော့ တချင်ရအတွေးစားလေးပြန်ပြီးတော့ဝင်ပေးကြပါလို့ပြောကြရင်အိုးဥစွာပထမတော့ကျွန်တော်တို့ဖင်လန်ကကိုမောင်မောင်ပါရီပြောထားလဲဆိုတော့ကျွန်တော်နားထောင်ကြည့်အောင်နော်โอเคဟုတ်ဘူးအပြောနေကြသူ့ဘက်ကပါကိုဘက်ကပါอืมကျွန်တော်ဖေဘက်ကမှမဟုတ်ပါဘူးอืมအစိမ်းကဒီနေ့မင်းကင်းဥမောင်ပြောပါကြာနော်မင်းကင်းကျွန်တော်ကျွန်တော် မင်းကြီးမင်းတော့ပြည်လိုက်မယ်နော်မင်းကြီးမောင်နေမောင်နေတော့အစားကိုဖုံမောင်ဟာအာအခုဘက်ကပါဘူးအင်းအခုအာဟိုအတွင်းဇာအတွင်းယူထားလိုက်ပါအခုအာဟိုဘက်ကပါဗျာဒါလည်းကြိုက်ပြဆေးတော့မကောင်းမကြားလားကျွန်တော်ဘယ်ဘက်ကမှမဟုတ်ပါဘူးကျွန်တော်နိုင်ငံတော်ဘက်ကပါอืมကျွန်တော်ပြည်သူဘက်ကပါကျွန်တော်တက်မတော်ဘက်ကဘက်ကပါဆိုတော့တက်မတော်ကအခုလက်ရှိလုပ်နေတဲ့အလုပ်က တရားမျှတမှုရှိလားဆိုတာကိုကိုမောင်မောင်တစ်ချက်လေးပြန်တွေးကြည့်ပါဦးနော်။ Okay သူပါလေးဆက်ပြောမယ်နားတော်ကြည့်အောင်။သူပဲဘသူပဲဆိုတော့ကျွန်တော်မှလုံးဝလုံးဝမရှိလို့အမှန်ပါခင်ဗျာနော်။အင်းအခုလက်ရှိကျွန်တော်ရဲ့နိုင်ငံရေးရည်ရည်ပြောဆိုမှုတွေကဟိုတုန်းကတော့အစုပ်အဖွဲ့နိုင်ငံရေးကိုကျွန်တော်ပြောဆိုတာဒါမှန်တယ်။ဒါပေမဲ့အခုကျွန်တော်ရဲ့နိုင်ငံရေးဟာအစုပ်အဖွဲ့ကိုကျော်လွန်ပြီးတော့နိုင်ငံရဲ့နိုင်ငံရေးဖြစ်သွားပါပြီ။အဲ့တော့ နိုင်ငံမှာအချိုးမပြေတဲ့ပုံစံနဲ့အလုံးရှိရှိရသူမှများဘယ်ဖွဲ့စည်းဘယ်ပုံကူကမှညတာကြီးပြောနေမှာမဟုတ်ဘူးကျွန်တော်ရဲ့နိုင်ငံရေးကကျွန်တော်ဆက်လက်ပြီးပြောဆိုသွားမှာဖြစ်တယ်နော်အမှန်တရားဆိုတာမပြောရတဲ့နိုင်ငံမှာအမှန်တရားစိတ်သုံးနေတဲ့နိုင်ငံမှာအမှန်တရားပြောဖို့ဆိုပြီးတော့ကျွန်တော်ရဲ့ဒီပေါ့လုံနိုင်စမ်းလေးကိုတုံးချပြီးတော့ကျွန်တော်ပြောနေခြင်းဖြစ်တယ်ပေါ့နော်အမှန်တရားကြောက်ဆုံးနေတဲ့နိုင်ငံမှာအဲ့တော့ ညာလို့ဘသူဘသူပြမပြောရဲဘူးလို့ဘာလို့ဆိုလို့ရှိရင်ကိုမဟုတ်ပြောပြတာဟုတ်ဟုတ်အဲ့တော့ကျွန်တော်နိုင်ငံရေးတွေပြအတိုက်ခံမရှိဘူးကျွန်တော်မြန်မာနိုင်ငံမှာအတိုက်ခံမရှိဘူးဟုတ်တယ်ဟုတ်တယ်ဒီပါကဒီအတိုက်ခံဆိုတော့အတိုက်ခံမရှိတော့ဘာကြောင့်ဆိုတော့တော်လိုင်းရေးနဲ့ကျွန်တော်တို့ဒီအစိုးရဆိုတာပဲရှိတော့တယ်တော်လိုင်းရေးဆိုတာဗျာဒါကျွန်တော်တို့လာ PDF တွေ NUG အုပ်စုတွေဒါတော်လိုင်းရေးအုပ်စုပေါ့ဟုတ်လားအဲဒီနက်နက်ကိုင်ဖွဲ့အဲ့တော့သူတို့ကသူတို့ရဲ့အမှန်တရားပေါ့ အဲတို့ဒီဖက်ပါကြတော့လေတက်မတော်တက်မတော်ရဲ့အောက်ကနေပြီးတော့ဥမင်းအောင်လိုင်းရဲ့နာဆကအခုဆိုရှင်နာအမ်နာလာအာပေါ့ဗျာနော်နာလာမဟုတ်ဘူးဆက်ကမဆက်ကမစောက်ကောင်မစောက်ကောင်မနော်နာလာမဟုတ်ဆက်ကမစစ်ကောင်မရှင်းနဲ့စောက်ကောင်မပေါ့နော်ဟွန်းဟွန်းအောက်ကနေပြီးတော့အလုံးလုံးလာဖြစ်တဲ့တကြောင်မလို့နံပါတ်စောကဒါသူတို့ကလက်နက်ကြိုင်တိုက်ပွဲပဲရှိတယ်ဒါပေမဲ့နိုင်ငံရေးအားဖြင့်ကကနနဝေဗန်ဗိမဲ့ ်အဖွဲ့အစည်းမရှိဘူး။ဘာကြောင့်လဲဆိုတော့ပြည်တွင်းကနိုင်ငံရေးအုပ်စုဆိုတာလည်းအတဏ္ဍထွက်ရတာမဟုတ်ဘူး။တို့တို့တော့ပြန်ကုကုနိုင်ငံရေးဘာညာပေါ်နေတာအဲ့ဒါဆိုဒါဟိုဟာလေဥကုကုဝီတို့ပြောတာဖြစ်နိုင်မယ်တည်လားဒီလူရနေတော့နိုင်ငံရေးလို့နိုင်ငံလို့ဒါပေမဲ့တို့မင်းအောင်လိုက်မကောင်းကြောင်းဘယ်ကောင်းမှမပြောရဲဘူးသူကပြောတာလည်းဟိုကောင်အကုန်ဆွဲစီတာလေနော်ဆွဲစီတာအင်း အရင်တော့ကတော့ဒီအလုပ်တွေကိုဘယ်သူလုပ်လဲဆိုတော့ဒေါအောင်ဆန်းစစ်ချင်တဲ့ NLD ကတက်တယ်ဟွန်းเนาะအဥဒိစေအစိုးရတက်လာတဲ့အချိန်မှာလဲဒေါအောင်ဆန်းစစ်ချင်ဒီအတိုက်ခံကောင်းပီတာဆိုတာ ਨੇ အတိုက်ခံရှိမှနိုင်ငံရေးဆိုတော့တူတက်တာဟုတ်တယ်တိုက်ခံရှိဒီနိုင်ငံရေးကပေါင်းစားနေတယ်ပေါင်းစားမဲ့သူတွေကြီးပဲကျွန်တော်တွေ့နေရတယ်ဟွန်းအဲ့တော့ဘာကြောင့်တိုက်ခံမလုပ်ရဲလဲဆိုတော့လေရုပ်ရှင်ပါလေအဲဥမင်းအွန်လိုင်းကလည်းอืมနည်းနည်းလေးဝေဖန်တာကိုအချင်းချင်းတော့မှဆွဲစားနေတာဥမာပြပြ ကျွန်တော်ဆိုလို့ရှိရင်တော့ဒါ၄ယောက်မြောက်၅ယောက်မြောက်အဆင့်မှာရှိပါတယ်ဆိုတော့ကျွန်တော်ပထမတရက်တရက်နေနဲ့ငွေ၅မစ်ဆွေပါသွားတယ်ဦးကျော်စရာပါသွားတယ်နော်ပြီးတော့ကိုစောဘောကြီးပါသွားတယ်ပြီးတော့အဲဘယ်လိုခေါမလဲကိုရစာပါသွားတယ်ကိုရစာပြီးတော့ကိုရွှေမျိုးဝင်းပါသွားတယ်အဲ့တော့၅ယောက်မြောက်မှာနောက်ထပ်တရက်ချွတ်နေမယ်လည်းရှိပါတယ်ဒါပေမဲ့အထင်ကြီးကဘယ်လောက်တည်ရတယ်လို့ပြောတာပါနော်အဲ့တော့ခုနှစ်ယောက်မြောက်ကကျွန်တော်ဖြစ်သွားနိုင်တယ် မှန်တာပေါ့အဲ့တော့ဒါကကျွန်တော်တက်ကအမှန်ကန်ထောက်ခံရရဲ့ဆိုရင်နော်ကျွန်တော်ကိုယ်လည်းအခုချိန်ကြီးတက်သွားမှာတက်တက်မလို့မတက်မလို့ပါပဲအဲကိုစဖွဲအခုအချိုးရောက်သွားမင်းကြည့်တော့ခင်ဗျတက်တက်မလို့ထောက်ခံသေးလားဆိုသူပြောမှာပဲအင်းကျုပ်သေးတဲ့ဒီထောက်ခံပါမှာဆိုအင်းအင်းဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတက်ကိုထောက်ခံတာနိုင်ငံရေးအားဖြင့်ထောက်ခံတာနိုင်ငံရေးဆိုနိုင်ငံအတွက်ကတက်မလို့မရှိလို့မရအဲ့မဲ့ရှိတဲ့တက်မလို့ကကောင်းတဲ့တက်မလို့ဖြစ်ရမှာအင်းအေးလေရှိတဲ့တက်မလို့ကကောင်းတဲ့တက်မလို့ဖြစ်ကြမယ်နိုင်ငံပေါ်ကာကွယ်ရမယ်နော်နိုင်ငံပေါ်သစ္စာစောင့်တည်ရမယ် ဟုတ်လားအခုရှိတဲ့တက်မတော်ကနိုင်ငံကိုမကမကာကွယ်တဲ့ပြင်တော့တိုင်းပြည်နဲ့လူမျိုးကိုပျက်စီးအောင်လုပ်နေတာရှင်းတယ်နော်သဘောပေါက်တယ်နော်อืมဘာမှတက်မတော်သူကတက်မတော်ကိုကျွန်တော်ဘယ်တော့မှအခုချိန်ကြီးကျွန်တော် live ပြောတာတော့သိပါလိမ့်မယ်อืม live ကမနေပါဘူးอืมနိုင်ငံရေးအခြေလိုက်ကြီးအများကြီးပြောလာတယ်ဒါပေမဲ့ကျွန်တော်ပြောပြင်မယ်ဘယ်တော့မှကျွန်တော်တက်မတော်မကောင်းကြောင်းမပြောဘူးอืม ဒါပေမဲ့တော့လူပုပ်ကိုတတိပုပ်ကလားဘုံမှုဘိုးချုပ်ဘသူမဟုတ်ဘူးကွာအားကြတော့ဘလို့ကွာသွားလဲဆိုတော့ဒါလူပုပ်ကိုတတိပုပ်ကလားဆိုအဲ့ဒီကောင်ကြောင့်ဒီတက်မတော်ကြီးကနာမည်ပြက်နေပြီလေဟုတ်လားမင်းအွန်လိုင်းကြောင့်ဒီတက်မတော်ကနာမည်ပြက်နေပြီနော်အဲ့ဆိုရင်ဒီတက်မတော်ကမင်းအွန်လိုင်းကိုကိုစားပြုတာလားမင်းအွန်လိုင်းကတက်မတော်ကိုကိုစားပြုအခုကဘလို့လဲဆိုတော့ဒီတက်မတော်ဆိုတဲ့နန်စားယူတုံးပြီးတော့မင်းအွန်လိုင်းကလုတ်တယ် မင်းအောင်လိုင်းလို့တော့ဒီတက်မတော်ဆိုတဲ့ဟာကြီးကပြည်သူလူထုကိုအကြောင်းမဲ့တက်ဖြတ်တဲ့ရွာတွေမိရှုတဲ့လိန်နဲ့ဘုံကျဲတယ်အဲ့ဒါဘယ်ဟာကျဲလဲအကြက်ဘက်စစ်တပ်ကကျဲတယ်ဒီလိုပဲထွက်တာလေဒီလိုပဲထွက်တော့ဒီတက်မတော်ယူပြောင်းလဲမှရတော့မှာလေအဲနောက်လာမဲ့တက်မတော်ကတိုင်းပြည်နဲ့လူမျိုးကိုပဲကာဝယ်ဖို့ပဲဖြစ်ကမယ်ဒီလိုပြည်သူလူထုတွေကိုတက်ဖြတ်ဖို့မဟုတ်ဘူးတိုင်းပြည်ကိုပြက်စီးဆုပ်ယုပ်အောင်လုပ်ဖို့မဟုတ်ဘူးတိုင်းပြည်ကဘန္နာငွေတွေ ခိုးစားဖို့မဟုတ်ဘူးသူစကြေတော့ဘာလို့လဲကာထုတ်ပေါ့ဗျာနော်ကောင်းရင်မကောင်းတဲ့သူကိုတင်းပြောတယ်အင်းအဲ့တော့တက်မလို့ကျွန်တော်ဝေဖန်ကြအကြောင်းပြတက်မလို့ကအင်း institution ကြီးနော်တက်မလို့မကောင်းတဲ့သူရှိရင်မကောင်းတဲ့သူရှိရင်မကောင်းတယ်မကောင်းတဲ့သူဖဲ့ပြောအောင်အဲ့တော့ဟုတ်ပြီအဲ့မကောင်းတဲ့လူကတက်မလို့ရဲ့ခေါင်းဆောင်ဖြစ်နေတာလေမကောင်းတဲ့လူကတက်မလို့ရဲ့ခေါင်းဆောင်ဖြစ်နေတော့ကွာပြီလေခေါင်းမမလုံတာမင်းဒဇက်ဟိုဒဇက်ကလုံတော့မလားမြန်မာနိုင်ငံမှာအတိုက်ခံမရှိဘူးအဲ့တော့အတိုက်ခံအလုပ်ကိုကျွန်တော်အနေနဲ့တော့လော့ရလိမ့်မယ် ပိုက်ခါဆိုတော့ဦးမဲအောင်ပါလောက်လဲဦးမဲအွန်လိုင်းပါလောက်လဲလောက်တော့ပုံမှာကြည့်ပြီးတော့မှန်မှန်နဲ့မှားရင်မှားတယ်နော်ဒါကိုကျွန်တော်အနေနဲ့ပြောမှာဖြစ်တယ်အဲ့တော့မှလည်းဒါတနည်းအားဖြင့် journalism ဆိုတာတကယ် journalism လားအဲ့ဒါမှ journalism လို့ခေါ်တာอืมอืมဒီတော့ကျွန်တော်တာဝန်ရှိရသူတွေယာရုကြီးရသူတွေရဲ့အမှားရင်းနဲ့အတိတ်ဆောင်တွေတခုဟာအောက်ခြေမှာอืมကဘာပြတ်တယ်လို့ခံစားရတတ်တယ်အဲ့တော့ဒီလိုလူမျိုးတွေကိုမဝေဖန်ထားရင်ဒီလိုလူမျိုးတွေက အဲ့လိုကောင်းလဲဆိုတော့တေချာလုံးလုံးမှာမဟုတ်ဘူးအဲ့တော့တို့အဲ့ရောတော့ဂျာလင်းလေးစင်ဆိုတာကပြောနေတော့အဲ့ကြောင်ကြောင်မျိုးမင်းတို့ကြောင်စိုးဘူးတို့ဟုတ်လားကိုလေးလုံးမတို့ဟောင်းမင်းတို့နော်မင်းတို့ကလည်းဘာဖြစ်လို့မင်းဟောင်းလိုက်မူဝေပြန်တော့တာလဲဘာလို့မပြောရဲတော့တာလဲပေါ့နော်နော်အေးနော်ဒီကောင်ပြောတာအမှန်တကယ်တကယ်အမှန်တရားကြီးပြောနေတာတို့လည်းဝေတို့ကဝေဖန်မှာအောက်ခြေတွေတတ်တာအဲ့တော့ကြောင့်မို့လို့အခုချိန်မှာ တိုက်ခတ်လို့ကျွန်တော်ဆက်လုပ်သွားမှာဖြစ်တယ်လို့နောက်ရွေးကောက်ပဲပြီးသွားရင်လည်းဘယ်ဆိုးရတက်တက်ပါနော်အင်းမှန်မှန်တော့ထောက်ခံသွားမှာဖြစ်တယ်မှားရင်မှားဆိုကျွန်တော်ဝေဖန်သွားမှာဖြစ်တယ်ဒီပုတ်ကိုအဆိုးရတက်ရဲ့ဒီအုံကြီးကိုကျွန်တော်မဝေဖန်မှာမဟုတ်ဘူးဘယ်သူဘယ်ပုတ်ကအင်းဘလို့အသုံးမချဘူးလို့ဆိုတော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်အနေနဲ့ပေါ့ကောင်းကောင်းကြီးဝေဖန်သွားမှာဖြစ်ပါတယ်အင်းမိုက်တယ်အဲ့ဒါအမှန်တရားပဲလေအဲ့ဒါအမှန်တရားပဲဒါလည်းဟိုအဝေဖန်ခံနိုင်ရမယ် ဥပမာကွာငါတို့ကွာဒီကမင်းသားဝဲသွားကြည့်တာနော်မင်းသားကအနေမှာရမောအဲ့မကတဲ့မင်းသားကိုအောက်ကဂဲနဲ့ပစ်တာတို့ပြောင်းမှုပြောင်းမှုရုံးနဲ့ထုတာတို့အဲ့ဒါကငါတို့အမားမဟုတ်ဘူးဒီမင်းသားဆိုပြီးတော့မကတဲ့ကတဲ့နဲ့စင်ပေါ်တက်နေတဲ့ကောင်ကအမားပဲဟာငါတော့မင်းသားပဲဆိုရင်မင်းသားအကတော့အချိုးပြပြကတဲ့ရမယ်နော် အမင်းသားကမကနိုင်ရင်စင်ပေါ်မတက်တဲ့အောက်ကိုစင်ငါတို့ကတော့ဂဲနဲ့ထုရင်ထုမယ်ပြောင်းမှုရိုးနဲ့ပေါက်ရင်ပေါက်မယ်အေးဒါပေမဲ့မြောက်ပွဲတွားကြည့်ပြီးတော့ဒီလိုလက်ခုပ်တီးမဲ့ထဲမှာငါတို့တွေမပါဘူးပေါ့ကွာနော်မြောက်ပွဲကိုတွားကြည့်တော့လက်ခုပ်တီးမဲ့ထဲမှာကိုကြီးမပါဘူးโอเคလားဟမ်ကိုနေကိုတဲ့ဘယ်ဖွဲကလုံကြံတယ်လဲဘာကြောင့်လုံကြံတယ်လဲကိုမောင်တိသလောက်ပြောဖြေပြပါဦးကိုနေဦးကိုနေရောဟွန်းဦးကိုနေနဲ့ပတ်သက်ပြီးတော့ ဒီပေါ့ဥပ္ပဒိပေါ့နော်อืมသူကဥပ္ပဒိပညာရှင်တရားပေါ့ဗျာနော်ဥပ္ပဒိပညာရှင်တရားဆိုတော့ခုဥဒေါ်ဆန်းစုတီတို့နိုင်ငံရေးလောကတွေပေါ့အစတော့ဒါစန့်ချင်ပြတိုက်ခန့်နေနေသွားပြင်မယ်ကျွန်တော်တို့ဒီပေါ့နော်ခြေကဥပဒေလမ်းကြောင်းနိုင်ငံရေးလမ်းကြောင်းနဲ့တိုက်ပွဲဝင်မယ်ပေါ့ဆိုတော့ကျွန်တော်မငြိမ်းမှုတွေနိုင်ငံမှာမငြိမ်းမှုတွေကိုဒီနိုင်ငံရေးလမ်းကြောင်းနဲ့ဝင်မယ်ဆိုတဲ့အခါမှာဥက္ကိုလီအနေနဲ့က ဥပဒေကြီးရောက်တော့ခြံတယ်ဟုတ်တယ်မှန်တယ်အချိန်ဥပဒေနဲ့သွားတဲ့လမ်းကြောင်းမှာဒီကခမားတို့ခမားတို့တိုက်ပွဲကပါလဲဆိုရှင်နှလုံးရည်လမ်းကြောင်းနဲ့တကယ်ဒီနှလုံးရည်တိုက်ပွဲနဲ့အချိန်ဥပဒေပိုင်နိုင်ခြင်းလို့ခေါ်တယ်အဲ့တော့ဥက္ကဋ္ဌကလည်းအချိန်ဥပဒေကိုလုံးဝပိုင်နိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်အဲ့တော့အဲ့ဒီအတွက်ကြောင့်နောက်တစ်ခုကဥက္ကဋ္ဌအချိန်ဥပဒေပိုင်နိုင်တယ်လို့ NLD အနေနဲ့ကလည်းတော်တော်များများ majority ရှိတယ်အဲ့တော့အရာရာဟာတစ်ဖက်ကကျွန်တော်တို့ဒီပေါ်တော့တက်ဖက်က တိုင်းတာအနေနဲ့ကအကြတော့ရောက်သွားနိုင်တယ်။อืมအဲ့တော့မဟုတ်လေအကြဘက်ရောက်လေရောက်နေကွာမင်းတက်မလို့ဘာကောင်းလို့လေနာပြောတာဟမ်ဟုတ်လားအဲအဲ့တော့ဥက္ကဏီကိုလောက်ချံမှုမှာတက်နဲ့ပတ်သက်တဲ့ချက်တော့ပါသေးတာပဲဗျာနော်ကဲအဲ့တော့ဒီမှာအခုချိန်ဒီပါလဲနေပြီးတော့ပြရစေဦးရင်ချိန်မှာပျောက်သွားတဲ့ကောင်ဟမ် ခုချိန်ကြီးလည်းပြေးနေရတာပါအဲကြောင့်မလို့အဲလောက်ချံမှုကတော့တက်ဖက်ကတော့အဲ့ဒါနဲ့ပတ်သက်ဘလို့ညင်းဓာတ်ငယ်ဇိုက်ဆန်သွားတာလေဆီလိုဂျင်နာလူငယ်လူတက်ဖက်ကညင်းတာလူငယ်ဇိုက်ဆန်သွားတယ်ငါလို့ကြာနေတာပဲဟမ်တက်တဲ့ကောင်တွေကလည်းအသက်တွေလည်းကြီးလိုက်ဦးဟမ်အော်လူငယ်စရိုက်ဆန်သွားတာလေနော်တော်အဲ့တော့လည်းကျွန်တော်ကြားပါတယ်ဒါတို့လူငယ်ချင်းချင်းဖြစ်ကြတာဆိုတာနော်ဓမ္မနာပြောမယ်ဆိုတာဥက္ကုဏီလောက်ကျန်တာဒါစစ်တက် အကြီးပိုင်းထဲအောင်ပါတယ်နော်အကြီးပိုင်းထဲအောင်ပါတယ်အဲ့ဒီပျောက်သွားတဲ့ကောင်ကျွန်တော်လည်းနာမည်မေ့နေလို့မှတ်မိရင်ကျွန်တော်မန်လေးတွေမှတ်ပြီးပါအောင်နော်အဲ့နေပြီးတော့ပရစေဝင်းရှင်ရှေ့မှာပျောက်သွားတာနော်အဲ့အဲ့မှာနေပျောက်သွားတာဒါတော့သူတို့တက်အတိုင်းဝိုင်းနေမှာပဲရှိမှာပါတေးကြပါတယ်နော်ဘောငွေစိတ်အញ្ញမ်းပြင်းပြောက်သွားတာပေါ့အဲ့အချိန်မှာလဲဘာသာရေးကတိကယုံလေးတွေပေါ့တိုက်ခိုက်မှုတွေရရှိကြတယ်လीอืม တော့ပြောရလဲတော်တော်ခက်ခဲတဲ့ဆက်ဆဲမှုတွေအများကြီးရှိတာပေါ့ပြန်စစ်တပ်ကလုပ်ချင်တာတော့ဘာလို့ပေါ့ဆက်ဆပ်ပြီးဆက်ဆဲမှုတွေရှိတာပေါ့အင်းအဲ့တော့ကျွန်တော်လည်းဒီလောက်ပဲသူချုံကြီးပြောနိုင်ပါတယ်နော်စစ်တပ်ကဗိုလ်ချုပ်ကြီးတွေကပြောလဲဆိုတော့ဒါကလူငယ်စရိုက်နဲ့တို့တို့ဖြစ်ကြတာအဲ့တော့ဆိုလိုချင်တာအဲ့ဒီနောက်ွယ်ကဒီပေါ့ ငွေပေးခိုင်းသောပုံကိုမမိမချင်းမမိမချင်းအခုဖန်ခံထားတဲ့ဥကြည်လင်းပေါ့ဥကြည်လင်းကဥကြည်လင်းရဲ့ဖြောင်းချက်တွေဒါတွေအပေါ်မှာခြေခံပြီးတော့တုံ့တက်ပါပါကျွန်တော်နေနဲ့ဘာတွေဘလို့ဖြစ်တယ်ဆိုတော့ပြောပြပိုင်ခွင့်မရှိပါဘူးเนาะအမှန်တော့ तू မပြောရဲတာတိလားမပြောရဲတာဒါဟိုကျွန်တော်တနိုင်ငံလုံးလဲတည်တယ်တော့တနိုင်ငံလုံးတည်တယ်ဒီ short ကအကြီးကြီးပဲเนาะဒါ short အကြီးကြီးပဲစစ်တပ်ကသူတို့ကဥကိုနေရှင်သူတို့တဖြည်းဖြည်းနဲ့အဲဒီနိုင်ငံရေးမှာသူတို့နေရာပျောက်တော့မှာ ပြောမယ်ဆိုသူတို့ခွက်ပြောက်တော့မှာဗျာခွက်ပြောက်တော့မှာကျွန်တော်ဆရာဦးကိုနေရာလဲဒီအခြေခံဥတွေယူထားတဲ့ထုံးလုံးချေရေးလုံးတောက်ထားတာလေဒါကျွန်တော်တို့ဘက်ကတော့ဗျာပညာရှင်တယောက်တော့ဆုံးရှုံးသွားတယ်ဗျာတေချာတာကတော့ကျွန်တော်တို့ဒါစစ်တပ်ကအကြီးပိုင်းကြီးပါတယ်ပေါ့ဗျာနော်တုတ်ကျင်နေတဲ့ချိန်မှာရည်စရာဟာတာလေးတွေနည်းနေတဲ့အခုနောက်ဆုံးမှာတော့ကျွန်တော်ရည်စရာလေးတော့ကျွန်တော်ထည့်ထားတယ်ဗျာနော်ရည်စရာလေးဆိုတာအဲကျွန်တော်တို့ ပြပြပုတ်ပါတီတက်တက်ခိုင်ကိုအင်တာဗျူးထားတဲ့အင်တာဗျူးဗီဒီယိုဖိုင်လေးပေါ့ဗျာโอเคဒါလေးနဲ့ကျွန်တော်အဆုံးသတ်လိုက်ရအောင်ကျွန်တော်ပြန်ခက်ကိုနိုင်ယူဖို့ဆိုတာခက်ပေါ့နော်ပြည်သူလူထုကနေပြီးတော့မှခြေခြေနဲ့နဲ့ယုံယုံကြည်ကြည်နဲ့ပေးလာတဲ့မဲမျိုးရဖို့လို့ဆိုတော့ကျွန်တော်တို့စ조사နေတာဖြစ်ပါလိမ့်ရှင်ဘယ်သူကယုံကြည်ပါလဲဟမ်ဘယ်သူကယုံကြည်ပါလဲဘယ်သူကယုံကြည်ပါလဲမဲသူကမင်းပြောလိုက်တယ်ပြည်သူလူထု ယုံကြည်တဲ့မဲရီယာပဲသူတို့လူကျင်တယ်အမေတီတူလူလူကသာလျင်ဆုံးဖြတ်ပေးမယ်မဲဆန္ဒရှင်တွေကသာလျင်အဆုံးဖြတ်ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့အဲကျွန်မအနေနဲ့တော့လေကျွန်မအနေနဲ့တော့ပြန်ပက်ပါတီကိုနိုင်ယူဖို့ဆိုတာတဲ့တီတူလူလူကခြေခြေနက်နက်နဲ့တိုက်လိုက်လဲလဲနဲ့ယုံယုံကြည်ကြည်နဲ့ပေးတဲ့မဲမျိုးကိုကျွန်မတို့ရဖို့အစွမ်းကိုကြိုးစားနေပါတယ်ရှင်တေကြတာတော့ကျွန်တော်တို့ဒါလည်းအားလုံးသိပြီဒါပါဒီရွေးကောက်ပွဲကပြည်သူလူထုစီလုံးဝအုံနောက်တယ်လည်းမရှိသလို အာယုံတွေလည်းမရှိဘူးเนาะအခုတောင်မှကျွန်တော်ပြည်တိဦးအဲ2030တုန်းကလာအဲ2030တုန်းကထင်တယ်ရိုက်ထားတဲ့ပါတယ်ထောင်မင်းသားဆိုတဲ့ဇလန်းတူဒီမဲပေးဖို့အဲ့အရာကိုခါတဲ့ပြန်တင်ပြီးတော့မဲအခုအခုအခုမဲမပေးဖို့အတွက်ကိုမဲပြည်တိဦးပဲရိုက်ထားသလိုပါလို့သူကတိုင်တရားလည်းမှရထောင်မင်းသားဆိုပြီးတော့ပြည်တိဦးကပြည်တိဦးရော ိမ်သာကြော်တဲ့ထောင်ကြတာအခုထောင်ထွက်တာမယ်ပြည်သူပဲခုမှကောက်ရိုက်ပြီးတော့ခုနှစ်ဖြစ်သူပါနဲ့ငါပြည်သူတွေကြားထဲမှာစိုက်ဝါထဲတာဒီကောင်ကြီးစိုက်ဝါထဲတာတော့အင်မတန်မှတော်တယ်ပေါ့ဗျာနော်อืมအသေးချာတော့အခုလက်ရှိပြိုင်မဲ့ပါတီတွေအကုန်လုံးဘယ်ပြည်သူလူထုမှမယုံကြည်ဘူးရှင်းလားမသိဘူးပြည်သူလူထုစစ်စစ်တွေမယုံကြည်တာနော်ဘောမတွေမပါဘူးဘောမတွေမပါဘူး ဒါကျမကဘာလဲဆိုတော့ပို့ကြို့ပို့ချပြီးတော့မှဆောင်ရွက်ရတဲ့အခါကျတော့လေလူတိုင်းလူတိုင်းကအချိန်လဲပေးရတယ်လှုပ်အားလဲပေးရတယ်ငွေလဲစိုက်ထုတ်ရတယ်အဲ့ပေါ်တော့လူတိုင်းလူတိုင်းကစိုက်ထုတ်ရပါတယ်ရှင်အဓိကတော့နံပါတ်1ဘန်ဘန်နာရံမုံငွေမတောင့်တင်းတာနံပါတ်1ပါမလေဘန်နာရံမုံငွေဒါမတောင့်တင်းတာဟမ်နင်တို့ဘာလဲဟိုဟာဆိုပွဲတွေဆိုတော့ဘာ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 ဒီစိတ်နှမ်းတော့ဘာလို့ဆိုတာလှုပ်လိုက်ပွဲကြီးအကြီးခေါ်လိုက်မင်းသားမင်းသမီးတွေခါတယ်ဟာမော်ဒယ်တွေတကယ်နာမည်ကြီးကြီးပဲ တကယ်နိုင်ငံကိုချစ်တယ်ဆိုအဲ့စီးစိမ်ပစ္စည်းတွေအကုန်လုံးပုံအပ်ပြီးတော့ဒီပါတီတွေရင်လိုက်ပါလားအဲ့မှာဘန်နာငွေအများကြီးရမှာပေါ့ဟမ်အများကြီးရင်းလို့ရအဲ့ကြတော့မရင်းဘူးဟမ်ဥမာကြတော့တောက်တောက်လေးအကုန်ခံငှားပြီးတော့လှုပ်ပြီးတော့ အဲယူကောက်ဆိုးရတဲ့ဖြစ်လာရင်တော့လေဆိုးရဆိုတာကတော့နိုင်ငံရဲ့အထောက်အထားအာဏာကိုကီတူကနေတွဲကောက်ပွင့်ရနေတဆင်ပါနော်နိုင်ငံရဲ့အထောက်အထားအာဏာကိုဒီအာဏာရပါတီတော့အစိုးရအဖွဲ့ပိုက်နေတာပေါ့နော်ဒါပေမဲ့မိုက်တယ်နော်ရွေးကောက်ပွဲဒီပြည်သူအတွက်ဆိုရင်ねအာနာဒီဘဒုအတွက်ဖြစ်မလဲဆိုတော့ तू ဖြင်းနေတဲ့စောက်တွဲတွေနားတောင်ကြီး မဲ့အစိုးရအနေနဲ့အားသာလို့သဘောထားပဲတာဝန်လို့သဘောထားပြီးတော့မှဆောင်ရွက်ကြရမှာဖြစ်ပါတယ်အဲ့ဒါကျမတို့ပါတီမှာလည်းအဲ့ဒါပါပဲကျမကကျမကဒီ ့ပါတီရဲ့ဥက္ကဋ္ဌဖြစ်တယ်သို့တော်လည်းဒီဥက္ကဋ္ဌဒီအာဏာမဟုတ်ဘူးရောက်သူမဟုတ်ဘူးကျွန်မတောင်းဝန်ဖြစ်ပါတယ်ကျွန်မတို့ဘဟုလုံမှုဆောင်အဖွဲ့တွေရောကျွန်မဆန္ဒမူနာပြတဲ့ကျွန်မဥဆောင်တာဖြစ်ပါလိမ့်ရှင်အဲ့ဒါကြောင့်မို့ကျွန်မတို့အစိုးရတည့်ရဆိုတာပြည်သူ့အကျိုးကိုဆောင်ရွက်ရမှာဖြစ်တယ်ဘလို့ပုံစံနဲ့ဆောင်ရွက်ရမှာလဲဆိုလို့ရှိရင်ပြည်သူတွေရဲ့ခက်ခဲကြက်သေးတွေကိုဘူဝါရနီလန်အဖြစ်ဖြည့်ရှင်းပြီးတော့မှဒီပြည်သူ့အနေထားတဲ့ဒီဒီအချုပ်အခြာအာဏာကိုအသုံးပြုပြီးတော့မှဆောင်ရွက်ပေးရမယ့်တောင်းဝန်ရှိတဲ့ အဲဆိုအဖွဲ့အစည်းဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အာနာဆိုတာတောင်ဝပိတ်ရတယ်လို့ကျွန်တော်တို့ခံယူရမှာဖြစ်ပါတယ်ငါမကြိုက်ဆုံးစကားအဲ့စကားပဲဟုတ်ကဲ့ပါတော့ငါမကြိုက်ဘူးတော့မင်းမပေမချင်းမောက်ပါအာကျွန်တော်အစာပိုင်းလေးပဲကြည်ထားတာဒီကဒီဗီဒီယိုပိုင်းဩကဲအခုနောက်ပိုင်းမှာတော့ဟိပြည်တွင်းထဲကအောက်တန်းစားဖက်ခွက်စားတွေဒီ ိုဘယ်လိုပြောလဲ6800အခုပြောတာအေးအဲ့အတန်းစားတွေရဲ့တိုက်ခိုက်မှုဒဏ်ကိုခံရတာတော့တော်လှန်ရေးဘက်ကမဟုတ်တော့ဘူးဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့တစ်ချိန်လုံးဘောမဘောမဆိုပြီးတော့တော်လှန်ရေးတမားတွေရဲ့ဆဲဆိုတာကိုခံခဲ့ရတယ်နော်။ဖင်လန်ကပြောင်ကြီးလို့ကျွန်တော်တော်လှန်ရေးဘက်ကလူပြတ်ဆက်တယ်ကိုမောင်မောင်တို့အုပ်စုကိုအဆဲခံနေရတာအဲ့ဒီပြည်တွင်းတွေကအယိုးကြိုက်တွေပြတ်မှတ်ထားတိုက်ခိုက်နေကြတော့အဲ့ဒီတူတူပဲဖြစ်သွားပြီ။အဲ့တော့ကိုမောင်မောင်တို့ဆိုတာ အခုမှထပြီးငါတို့စစ်တပ်ကိုထောက်ခံပါလေလုပ်တဲ့ဘောမှမဟုတ်ဘူးပိတ်ခါရှိစွာမျက်နှာပြပြီးတော့ရုပ်ပြပြီးတော့သူတို့စစ်တပ်ကိုထောက်ခံခဲ့တဲ့တကယ်အမာခံထောက်ခံသူတွေအဲ့ဒီဒူတွေတောင်မှမှားလို့မှားတဲ့တွေးလို့မင်းတို့မှားနေတယ်ပြောတဲ့ဟာကိုရန်လုတ်တယ်တတ်ဖို့ပြတ်ဖို့ဒီတွားချိန်ချောက်တဲ့ကောင်ကချိန်ချောက်တယ်နော်ပြီးလို့ရှိရင်အာဆဲတဲ့ကောင်ကဆဲတယ်အခုဒီမှာအဲဒီထဲမှာနော်ဟို တက်တော့မှတင်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုတွေးတော့ကတင်ထားတဲ့အတိုင်းကျွန်တော်ယူလာတာဒီအောက်ကဘူးလက်ပုံလဲသူ့အတူထည့်ထားတာအရေဂျုံမဘတာတွေတွေ့ရတယ်လှုပ်ရှားနေတဲ့မဘတာတွေတွေ့ရတယ်ဆိုပြီးတော့စတစ်ကတင်ပြီးတော့ဒါမျိုးလေးကိုမောင်ပြောထားဗီဒီယိုဖိုင်ကြည့်လို့ကျွန်တော်ပြန်ရှင်းလုပ်ကြည့်မယ်နော်တချို့ဆိုလို့ရှိရင်လည်းနိုင်ငံရေးသမားပေါ့ဗျာနော်လွတ်တော်တဲ့ဝင်မယ်ဆိုတဲ့ပုံကိုယ်တွေရဲ့လိန်ညာတော်လဲတွားတွေ့ရတယ်လူလိန်တွေပေါ့ပြောရမှာဆိုရင်ဟုတ်အခုကိုမောင်ဘလူလဲမပြောသေးဘူးနော် ကိုမောင်နာမည်ပြောတာမပြောခဏခဏဒီဘူးလေးမျက်နှာခဏမှမြင်တယ်ဒါတို့ကတာခင်ဗျအကိုမောင်အဲ့လိုပြောရတဲ့နဲ့ဘသူတွေကိုမျက်စိတည်းမြင်အောင်ဟမ်အဲအဲ့ဒါအဖြေပဲအဲ့ဒါအဖြေအဲ့တော့ဒါကိုဒီရဲ့သဘောတရားကိုအဲ့ဒီတန်ဖို့ခေါင်းဆောင်ကလူတွေတိတာမတိတာတော့မတိနော်လူပြည်သူအများစုဒီတခိုးတွေလို့ပြောလိုက်ရင်အတိုင်းဒီမှာဘသူတွေကိုမြင်အောင်ရတယ်ဒီနေ့ခေတ်ပေါ့နော်အခုဒီနေ့တော်လိုင်းခေတ်မှာဆိုခွေးတွေလို့ပြောလိုက်ရင်ဘသူတွေကိုမြင်အောင်ရတယ်အဲ့ဒါမယ် အဲ့ဒါအဲ့ဒီရဲ့တက်ရောက်မှုကအရင်နဲ့နည်းတယ်နော်တန်ဖိုးတွေအများကြီးပါတယ်နော်အများကြီးပါအဲ့ဒါကြီးရဲ့တန်ဖိုးကိုဒီလူတွေတိလားမတိလားတော့မတိဘူးအာဒီကောင်တွေငါတို့ပြောချင်တာပြောထင်းချင်တယ်စောက်ဘူးမဆိုင်ဘူးတို့ကအဲ့လိုတွေးမျိုးတွေးတယ်ဒါပေမဲ့မှန်တယ်အဲ့လိုတွေးမျိုးကအပြစ်ဆုံးမှန်တာမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့တက်ရောက်မှုတန်ဖိုးဒီလူဘဝမှာဒီလူတွေအသက်ရှင်ကာလလုတ်ခဲ့တဲ့မြတ်အရာကောင်းတဲ့အရာတွေအားလုံးဖြစ်စိုးတဲ့အရာတွေအားလုံးဖြစ်အဲ့ဒီအရာနဲ့ဖုံးလုံးသွားတာပဲနော်ကြည့်ပါဦးမှာ ီသူလူလူပေါ်မယိုးသားတဲ့ဒီလိုပုံပုံမျိုးတွေကလွတ်တော်တဲ့ဝင်အောင်မယ်မဘာသားတွေပေါ်မှာသူတို့ကသူတို့မဘာသားလို့ပြောတယ်အမျိုးသားကြီးတမားလို့ပြောတယ်အမျိုးသားကြီးသစ္စာမဖောက်ဘူးလို့ပြောနေတဲ့နိုင်ငံရေးသမားပါပါတီကြီးကပါဆိုတဲ့သူတွေကလိန်ညာတယ်ဆိုတဲ့ခါကျဒီလိုလူမျိုးတွေကိုများလို့ယုံလို့ရအောင်မလားရှင်းတယ်ကိုမောင်ပြောတာမှန်လားသူအဓိကပြောတာတော့လက်ရှိနေပြည်တော်မှာနော်ဗလီဆောင်လုပ်ခွင့်ကိုမင်းအောင်နိုင်ကပေးထားတယ်နော် အဲ့ဒီပေါ်မှာကိုမောင်မောင်တို့ကပေါ်လိုက်တယ်ပေါ်လိုက်တဲ့ဟာကိုဘူးလက်အဲ့ဒီကတန်ဖို့ပါတီတွေကခေါင်းဆောင်ဘိုင်းနေရာအထိတောင်းဝင်ယူထားတဲ့ဘူးလက်နှတ်ဆွေရနေပြည်တော်မှာတဲ့ဘာနဲ့ဆောက်လုပ်ခွင့်မှမရှိပါဘူးတဲ့အစီအမံမေးထားယူတယ်ဘာမှမရှိဘူးတဲ့အဲ့တော့ဒီပစကားတွေမယုံပါနဲ့တဲ့ဆိုအဲ့ဒီလိုပြောင်းလဲတဲ့လူကဒီနေ့အောင်မင်းကသွားပြီးအဲ့ဘလီရိုက်စောက်နေနေသွားရိုက်ပြဆိုအဲ့လိုပြောင်းလဲတဲ့လူကပါတီတစ်ခုရဲ့ခေါင်းဆောင်ဘိုင်းရဲ့လူလက်ရှိမှာလည်းဒီမင်းအောင်လှိုင်နဲ့ပေါင်ပြီးတိုင်းပြည်အာဏာကိုယူဖို့လှုပ်နေတဲ့လူဖို့လှုပ်နေတဲ့သူတွေ ဲ့တော့အကြိမ်သူတို့ကလှုပ်လို့ရဝိုင်းဒီတိုင်းမျိုးကိုသူတို့ကခေါင်းဆောင်တက်လို့မှာအဲ့တော့နိုင်ငံတကူရဲ့ခေါင်းဆောင်တက်လို့မဲ့လူတွေရဲ့အရေးအချင်းအကစ်လာတိတာဒါတော့စောက်ပြတ်နေတာကိုကျွန်တော်ဘယ်လိုလုပ်မဒီတိုင်းကြီးကျင်းနေတယ်ဒီလူတွေမှတက်လို့အဲ့ဒီတိုင်းမျိုးခေါင်းဆောင်ကြိုက်တယ်လို့ပြောအဲ့တော့ချက်ဖို့ခေါင်းဆောင်တွေအနေနဲ့တကယ်ပါတီကိုချစ်တယ်ပါတီတိုးတက်ဖို့အတွက်လှုပ်ရဲမစို့အရက်သားတွေကိုခေါင်းဆောင်တွေကနေပေးလိုက် NLD မကြိုက်ကြိုက်တယ်လို့ပြောအဲ့တော့အတိုက်အခံ လှုပ်ချပါအတိုက်အခိုက်မလှုပ်ပါနဲ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီတိုင်းကြီးဟာကိုနေ့ကပြောလို့စစ်တပ်ကစစ်တပ်နေရာရှိနေပြီတန်းခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်းပြည်သူကအပြည့်အဝအားပေးလိမ့်မယ် NLD ကိုလည်းအားပေးလိမ့်မယ်မင်းတို့နှစ်ယောက်အပြုတ်သဘောဆောင်ပြီးတော့အတိုက်အခံလှုပ်ကြအတိုက်အခိုက်တွေမရှိတော့အဲ့တော့ဘာဖြစ်လာမလဲတိုင်းပြည်ကမတိုးတက်ပါနဲ့မင်းတို့နိုင်ငံမတိုးတက်ပါနဲ့ဆိုပြီး live ပိတ်ထားတော့ပိတ်လို့မရဖြစ်နေတယ်။အဲ့ဒါမှတိုင်းပြည်တိုးတက်ပါအခုကကနော်အာနာကိုအသိချုပ်ပိုင်ထားတယ်တနတ်ခါထိုးပြီးတော့ ဘယ်ကောင်ထွက်လာမလဲဟိုဘက်ကအေးဟိုထွက်လိုက်ထွက်လိုက်ဖဖအောင်ထွက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 ်ခေါင်းစဉ်တက်အာအကျန်းဖက်လို့အာဘာဖြစ်လာနေဖြစ်လာတို့တက်ချင်ခေါင်းစဉ်တက်နောက်နောက်နောက်ဘက်ကောင်ထွက်လာတိုင်းနည်းနည်းအစွမ်းစားရှိမှာအာထွက်ထွက်အောင်ထွက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 ်အဘောက်တယ်ဟမ်ဟိုမှာဟိုတည်းက PD တော်လိုင်းဘက်ကိုပြောနေထိတ်တန့်ထုံကြီးပြောသလိုပဲအဲ့ဘာလုပ်တာလဲဟမ်သူ့လင်တန်းကျွန်တော်ပြောပြအဲ့ဘာလုပ်တာလဲဘလူးမိတ်ပြီးလို့လေဘလူးမပိုင်လို့လေဟုတ်လားအေးအဲ့လိုပဲ ဆိုတော့တကယ်အတိုက်ခံလောက်တာမှမဟုတ်တာအတိုက်အခိုက်လောက်တာလေတနော်ပြောသလိုနော်ကျန်းဖို့ပါတီခေါင်းဆောင်တွေဒီပါတီပေါ်တကယ်စေတနာဖြောင့်မှန်လို့အရက်သားတွေကိုနေရာဖယ်ပေးလိုက်ကြည့် NND ပါတီတီတူထောက်ခံနေတဲ့ခင်ဗျားတို့တုံးပုံတပုံလောက်ကခင်ဗျားတို့ပြန်ထောက်ခံလာလိုက်ကျွန်တော်ရဲ့ channel ကိုတိတက်တဲ့ဆိုရင် like and subscribe ပြီးခဲ့ကြပါကြည့်ရှုပြီးတဲ့သူတိုင်းကိုအထူးပဲကျေးဇူးတင်တယ်